တာရိုင်းတိုင်းဘူးပြောတာမရှိဘူးလားလားကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းဂျီဆူစက်ကတို့လုံးတယ်ဟဲ့စက်သားစက်တွေဘာလုံးနေလဲပြောရဲစက်တွေဘာလုံးနေလဲပဲမဆက်ခွဆက်ဆက်တယ်အခုဘယ်နဲ့လဲငါဖြည့်ချင်တာကြာပြီဟဲ့စီတူဟောပါဦးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ဘောလေဆိုင်နဲ့ကောမကဲရဲဟဲ့မနောဘယ်ကောမကဲရဲနော်ဒီလိုခွက်ချပြန်မနိုင်လားစောက်ရှုဖို့အင်စာဖစ်ကောနော်အင်စာဖစ်ကောအဲ့တော့ကကြည့်ကြည့်နေလားစောက်ပါလာလာဝါတယ်အေးဒိုးတယ်ကျွန်တော်တို့ကအကုန်လုံးပြောတာစက်တယ်ခွဆက်ပြောတာဆက်တော့ရအောင် ကိုခွဲကြပြန်မယ်ဆက်ခမ်းမဲလာပြန်ဆက်ဖြည်းဖြည်းပြောင်းချောင်းနေဘေးလိုဖလိုက်စားကြဘုံဘုံစကားပြောတာအရန်ကလုံနေပြီတော့တော်တော်မမမမဖြစ်ဘူးတော်တော်လေးဖြစ်လာဆက်တော့ခုပြဆက်ဘုံဘုံလို့ရကိုင်းဘုံလို့ရကိုင်းဆက်မဆက်နေဆက်ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ရင်အပတ်မှာလဲမလိုင်ကဘုံမှုတယောက်နဲ့သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလဲဘုံမှုကမူလာကုန်ကြတယ်ပေါ့နော်ကားစီလာတယ်ကားမန်ချခိုင်းတယ် ဘုံမန်းတော့ဘယ်တိမှလေးကရောက်ဝင်နေဆိုတော့အဲ့တော့အမြန်လမ်းမှာဒီလိုချုံချုံပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာမြန်လမ်းကအမြန်လမ်းမှာပီချောက်တက်တက်လာတယ်အဲ့တော့ညီသူများလည်းသူကအနေနဲ့တော့ဒီဟာကမန်လေးချပင်းဖို့အတွက်မေတ္တာရက်ခံတယ်မေတ္တာရက်ခံတာမှာဘုံမန်းလည်းအဲ့မှာကလက်လက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်တို့ကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလားအမှောအမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်အချင်းချင်းဒီကောင်တို့တို့အမြင်ကတ်တွေကတကယ်ချင်းတို့တို့ပတ်စင်ချင်းချင်းကလုံးလိုက်ကွာဆိုမှတွေ့လောက်တလားဆိုတော့ဦးဇင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော် ဗိုလ်မှုကိုကားမှန်ချခိုင်းသည့်ပြူကောင်းဆောင်စော်ယူထွန်းစစ်အုပ်စုအပေါ်ဝေဖန်မှုဖြင့်ဖန်စီခံရခြင်းပေါက်ကိုတော့စိတ်မကောင်းဖြစ်နေမလိုက်မျိုးနယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှုဝေဖြူအားကားမှန်ချခိုင်းသည့်မိထီလာမျိုးနယ်ပြူစောထီကောင်းဆောင်စော်ယူထွန်းအားစစ်အုပ်စု၏လုပ်ရမများအပေါ်ဝေဖန်မှုဖြင့်စစ်ကောင်စီကဖန်စီထားကြောင်းသိရသည့်နိုင်ငံတော်တည်ငြိမ်ရေးအကြံရေးကိုပြပြစီရန်ရည်ရွယ်ကလူမှုကွန်ရက်ဆာမျက်နှာပေါ်၌လှုပ်ဆော်ခြင်းဝါဒဖြန့်ခြင်းများလှုပ်ဆောင်ခဲ့သည်ဟုဆိုကာမန္တလေးတိုင်းဒေသကြီးမိထီလာမြို့ရံမြို့အောင် က်ကွက်နေဇော်ယူထွန်းအားမေလ15ရက်နေ့မွန်းလွဲ၌ကြော်ချိန်ကဖမ်းဆီးအရေးယူခဲ့သည်ဟုစစ်ကောင်စီလက်အောက်ခံမီဒီယာများ၏ဖော်ပြချက်အရသိရသည်အားလုံးညများအားလုံးမင်္ဂလာညချမ်းပါဗျအခုဦးစင်ပြောမှာကတော့မိထီလာမိထီလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်ချိန်ကဟုတ်ခွဲတက်ကြကြီးဇော်ယူထွန်းပေါ်ကြနော်ဇော်ယူထွန်းကြီးရဲ့စစ်မှုထမ်း စစ်မှုထမ်းအစာထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရလားဆိုတဲ့ကောင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မိလာမှာ905နဲ့မတ္တဆာကောင်းဆောင်တကယ်လဲတော်တဲ့လူတစ်ယောက်ပါတကယ်လဲတမတော်ဘုံချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါတကယ်လဲလေးစားစရာကောင်းတဲ့လူတစ်ယောက်ပါပဲနော်ဒါဦးဇင်းတို့တင်လိုက်တယ်ပေါ့နော်စတုရဲ့ငါးလပိုင်း2025မှာစစ်မှုထမ်းအစာထိုးဖို့ကောက်ခိုင်းတာတရားဝင်ရလားဆိုတဲ့ကောင်းစည်းလေးနဲ့သူတင်လိုက်တယ်ဗျာနော်ဘာဘာတင်လိုက်တာလဲဆိုလို့ရှိရင်မိတိလာမျိုးနယ်တဲ့ကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့သိရပါတယ်တဲ့ ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000နဲ့နိုင်ငံခြားရောက်နေတဲ့အိမ်ဆိုရင်8000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000ဟုတ်တယ်ဟုသိရပါတယ်သိရပါတယ်လို့ပဲရှိရနော်ဘတ်ဆန်ပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်ရွာအပြင်အခြားနေရာမှာအစွဲခံရရင်တော့အမအမမခံဘူးလို့ကြောကြောင်သိရပါတယ်တဲ့ဘာဒီမှာပတ်ဆံတွေကောက်ခိုင်းပြီးအဲ့ပတ်ဆံတွေအခြားနေရာတွေမှာလူသားထိုးထည့်တယ်တဲ့တရားဝင်ရလားဘလူတွေလုံနေတာလဲတဲ့ လူစားထိုးတယ်ဟုဆိုရမှာလဲညနေအလုတ်တော့အလုတ်ပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးပြီးထည့်နေတာဗီဒီယိုတွေမှာစိတ်မလုံခြုံကြတော့ပါဘူးတဲ့အေးချားနဲ့ထီလာမျိုးမှာညဘက်စစ်မှုထမ်းအစွဲခံရမှာဆိုရင်တော့လူငယ်တွေညဘက်အပြစ်မထွက်ရတဲ့ကြတော့မထွက်မထွက်ရကြတော့ပဲမြို့ကားတဲ့တိတ်စိတ်ထောက်ကပ်လို့နေပါတယ်တဲ့လတော်လောကားတဲ့ထွင်းညိုလူထွင်းညိုလူတို့ကိမ့်မှာတဲ့ပြည်သူစစ်မှုထမ်းအပြင်းလူငယ်တယောက်ဖမ်းမိတယ်ဖမ်းမိတဲ့လူငယ်ကိုစစ်ဆေးတော့ မိတ်ချီလာတဲ့ထဲမှာပေါ့နော်တက်နိုင်မယ်တော့မထဲတော့ဘူးမိတ်ချီလာတဲ့ထဲမှာစစ်မှုထမ်းမပအောင်လုပ်ပေးမယ်တိတ်80ပြေးဦးပြောရင်ပြီးခဲ့ကြောင်း၎င်းတက်ထဲမှာကားနဲ့ခေါ်ထုတ်ပြီးခဲ့ကြောင်းစစ်စစ်မင်းမြန်ကြရတိရပါတယ်တဲ့ဝင်ယူပြီးတရားမဝင်တရားဝင်မလုပ်ပေးပဲခိုးထုတ်တော့အဖမ်းခံရတဲ့လူငယ်အနေနဲ့ဝေလဲပေးရသေးအေးအေးယူလဲခံရသေးဖြစ်ပြီးပပါဝင်ပတ်တဲ့လူများကိုတာဝန်ရှိလူကြီးမင်းများမှပေါ်ထုတ်အေးအေးယူဖို့လိုနေပါပြီတဲ့တာဝန်ရှိလူကြီးမင်းများမှပေါ့နော်ဘလူတွေပဲအဆင့်ထိပါဝင်ပတ်သက်ပြီးလှုပ်ရှားနေလဲဆိုတော့ဖော်ထုတ်ဖို့လိုမှထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာ ခမန်းပြင်းမြလေးတောင်ပဲထားပါအောင်နဲ့တက္ကမအင်ဂျီတရာအနည်းဆုံးနဲ့တွေ့အောင်နဲ့မိတိလာမှာပိုက်ငယ်လေးခုဒီပါပေါင်း58 58အုပ်ဆောင်ဒီပါပေါင်း389ရွာရှိတယ်တရွာတင်အင်ဂျီပြင်းမြတရာပဲတွေ့မှာဆိုရင်လေးတောင်တော့လေးပေါင်း340ရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်နှရွာကောက်ခိုင်းတယ်လဲတော့မတိရသေးပါဘူးတဲ့အသက်16နှစ်35အတွင်းမလွဲမတွေ့စစ်မှုထမ်းရမှာပဲအခုလိုတွေငွေပေးလိုက်လုံးလုံးဝစစ်မှုမထမ်းရဘူးလို့ဘယ်သူမှအာမမခံပါဘူးတဲ့အခုလိုရွာတွေကိုဘယ်သူကပတ်စံကောက်ခိုင်းတာလဲ အဲ့ဒီငွေတွေဘယ်ရောက်သွားလဲစစ်မှုထားဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှာမိထီလာတို့မိထီလာတာမြန်မာကင်းဝေးကြပါသေးတယ်ဇော်ယူထွင်းနေပေါ့နော်ဇော်ယူပြပေါ့နော်ဒီတခါကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါတင်လိုက်တော့ဒီမိထီလာကနေမှအဖွဲ့မိထီလာမဆာဝါလားဟိုဝင်လားပေါ့ရောမဆာဝါကောင်းစီလားမသိဘူးအဲ့ကိုဇော်ယူထွင်းကိုနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့900ငါးနဲ့ဆွဲလိုက်တယ်လို့ဦးစင်းတို့ဒါ73ရက်နေရာတင်တာပေါ့ဗျလွန်ခဲ့တော့34 4ကျပ်လောက်4ရက်လောက်ကဆွဲလိုက်တယ်လို့ဦးစင်းတို့ကြားသိရတယ်ဗျနော်တကယ်လည်းဒီလူကတော့ ီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ဒီရင်အဘမှာလဲမလိုင်ကဘုံမှုတယောက်နဲ့သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလဲဘုံမှုကမူလာကုန်ကြတယ်ပေါ့နော်ကားစီလာတယ်ကားမှန်မချခိုင်းနဲ့ဘုံမှုမှန်တော့ဘယ်တိမှလဲပြရောက်ဝင်နေဆိုတော့အဲ့တော့အနလမ်းမှာဒီလိုသုံကုန်ပြီးရဲကားတွေလိုက်အပြစ်ခံရတာပေါ့ဗျာ။မြန်မာကညလာမှာပြေးကြတက်တက်လာတယ်။အဲ့တော့ညီတို့များလည်းသူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ်။မေတ္တာရက်ခံတာမှာဘုံဝင်လည်းအဲ့မှာကလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်။ဖြစ်ကြတယ်အဲ့မှာချင်းချင်းဖြစ်တော့သူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြတယ်ဒီမှာသူအဲ့ကိုတော်ထွန်းနေဦးသိန်းစီကိုဖောက်ဆက်တယ်။ အဲ့မှာဥစဉ်လက်ချက်ချင်းလည်းမိထီလာပုံမှုစုဖုံးစက်တကာကြီးတကာကြီးမားတယ်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါတကာကြီးအဲသူလည်းအဲ့ဒီဗိုလ်မှုလည်းယောက်ျားကောင်းပေတာတယ်လို့ပဲပြောရမှာပဲဥစဉ်ကအေးဆေးဆေးပြောပြသူကိုယ်တိုင်လည်းသွားပြီးမှတောင်းပန်တယ်ဒါရောင်းထီသူတောင်းပန်တယ်ပေါ့နော်ဘုသောထွေးရတာခွန့်လွတ်တယ်ခွန့်မလွတ်ဘူးဆိုတော့အခါတော့ဥစဉ်ကတော့ချင်းချင်းပြေးလဲစေချင်တာဟုတ်ပြီညီညွတ်စေချင်တာပေါ့နော်ဒီတောင်းပန်တာကတော့ဥစဉ်တို့သိတယ်ဒါနဲ့ဒီဗီဒီယိုဖိုင်နဲ့ပြင်ပြီးလိုင်းမော်တော်တစ်ခုတက်လာတယ်လို့ဒါမြေရှင်ကတော့ကျွမ်းလာမြေရှင်ကောက်ကလည်းဆက်ဆိုတွေ့လိုက်ရတယ်ဒါကတယောက်ကပို့တဲ့အတွက်ကြောင့် ဘလို့တွေးလိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်တစ်ဖက်အားရသွားတာပေါ့လူတင်နေတော့အခုဆိုလည်းမပြောတာအခုတစ်ဖက်တည်းရောဒါတွေကိုလုံးလုံးပေါ့နော်ဘုံမှုတွေကဒလုံးမို့လားဘုံမှုတွေကဒလုံးဒီလိုပြုစုစစ်တဲ့ဘလို့အနိုင်ကျင့်တာလားဆိုတဲ့စကလုံးတွေတော့ဖြစ်သွားတာပေါ့နော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော်အဲ့တော့ပြောချင်တာကကိုဒီကိုစော်ယူထွန်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့နောက်အချိန်ကတကယ်စစ်သားကောင်းတယောက်ပါပဲခုလဲမိထီလာမျိုးမှာအာကိုအားထားရတဲ့ပြည်သူစစ်ကောင်းဆောင်တယောက်လို့ဦးစင်းတို့ကတော့တုံ့တက်ချင်ပါတယ်ဗျာနော်။ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲများလူကြီးများအနေနဲ့ထိရောက်စွာရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်။ ဲ့တော့ဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလားဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်းအချင်းချင်းဒီကောင်တို့လိုလိုအမြင်ကတ်တဲ့ကွာတငယ်ချင်းတို့လိုလိုပတ်စင်ချင်းချင်းကွာလုံးလိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ဦးဇင်းတို့နေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်ဒါနဲ့ပတ်သက်ပြီးမှတောင်တာလေးဆရာတော်ကိုယ်တိုင်ကလည်းဒါရေးပြီးမှတင်ထားတာလေတွေ့ရတယ်ဦးဇင်းကိုယ်တိုင်လည်းတောင်တာလေးဆရာတော်ရေးတဲ့စာလေးကို Telegram မှာတင်ထားတာတော့ရှိပါလိမ့်မယ်နော်ကိုယ်တော်သူထွင်းရဲ့ခံယူချက်ကိုလည်းမနေ့ဖြစ်မှဦးဇင်းဆက်ပြီးမှတင်ပါဦးမယ်ဗျာအားလုံးတော့ပါပဲဗျာ